လော့စ်အိန်ဂျလိစ်မြို့မှာတရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုဖမ်းဆီးခဲ့တဲ့လောက်ရံနဲ့ပတ်သက်ပြီးနယူးယောက်မြို့မှာရှိတဲ့အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE ရဲ့ဌာနချုပ်ရှေ့မှာလူတွေယာနဲ့ချီစုဝေဆန္ဒပြခဲ့ကြပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့အမေရော ICE ဟာတရားမဝင်ရွှေ့ပြောင်းအခြေချမှုတွေကိုပိုပြီးအင်တိုင်းအာတိုင်းဖြိုခွင်းဖို့စ조사လာနေပြီးအဲ့ဒီအတွက်လည်းဌာနချုပ်နဲ့မိုင်2400လောက်ကွာဝေးတဲ့ Los Angeles မှာ ပြဿနာတွေဖြစ်စေခဲ့ပါတယ်။ ICE agent တွေက Los Angeles မြို့လယ်ရပ်ကွက်တစ်ခုမှာ တရားမဝင်ရှေ့ပြောင်းအခြေချသူတွေကိုဝင်ရောက်ဖမ်းဆီးရတာနဲ့ပြီးခဲ့တဲ့သတင်းပတ်မှာဆန္ဒပြပွဲတွေစတင်ဖြစ်ပွားလာပြီးနောက်ဆက်တွဲစူပူတောင်းကျမ်းမှုတွေပါပေါ်ပေါက်လာပါတယ်။အဲ့ဒီအတွက် Los Angeles မှာလလောဆယ်ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီးသမရထရန့်ကလည်း ICE agent တွေကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မြို့ထဲမှာ American စစ်တပ်ရဲ့အရန်တပ်တွေဖြန့်ကျက်ထားသလို Marine တပ်ဖွဲ့ဝင်တွေကိုပါဆင်လွတ်ထားပါတယ်။ Los Angeles ကကိစ္စတွေကြောင့် American ရဲ့တခြားမြို့ကြီးတွေမှာပါ ICE နဲ့သမရထရန့်ရဲ့မူဝါဒပိုင်းကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပါတယ်။ဂျွန်လ10ရက်နေ့ကတော့ယာနေ့ချီတဲ့ဆန္ဒပြသူတွေဟာနယူးယောက်မှာရှိတဲ့ ICE ရုံးချုပ်ရှိစီကိုစုဝေးချီတက်ခဲ့ကြပါတယ်။သူတို့တွေဟာနယူးယောက်ကနေ ICE ထွက်သွားဆိုတဲ့အဝါရောင်တောက်တောက်စာတမ်းတွေကိုအင်္ဂလိပ်၊စပိန်၊နှစ်ဘာသာနဲ့ရေးထိုးပြီးကိုင်ဆောင်လာခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ဆန္ဒပြသူတွေထဲကတချို့ဟာအခြေအနေကိုစောင့်ကြည့်နေတဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ရန်ဆောင်ခဲ့ကြပြီး အဓိကရောနှိမ့်နှင်းရေးကိရိယာတွေတက်ဆင်ထားတဲ့ရဲတွေဟာဘေးတစ်ဖက်တစ်ချက်မှာဖြန့်ကျက်ထားခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အစိုးရရဲ့လုံပိုင်ခွင့်ကိုဘောင်းကျော်ပြီး Trump က Los Angeles မြို့စီစစ်တပ်တွေဈေးလွှတ်ခဲ့ခြင်းကသူနဲ့ ICE ရပ်ပေါ်နိုင်ငံအနှံ့မှာစန့်ကျင်ရပ်တည်မှုတွေပိုပြီးတိုးပွားလာစေခဲ့ပါတယ်။ Los Angeles မှာဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးညူယောက်သားမကပဲ Seattle, San Francisco, Washington DC, Austin, Chicago တို့လိုမြို့ကြီးတွေမှာပါ ICE စံကျင်ရဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။အတိုက်အခံဒီမိုကရက်တစ်ပါတီဝင်တဦးဖြစ်ပေမဲ့လည်းလူဝင်မှုကြီးကြပ်ရေးမူဝါဒအပိုင်းမှာထရန့်ကိုထောက်ခံတဲ့သဘောထားမျိုးရှိနေသူနယူးယောက်မြို့တော်ဝင် Aris Adan ကထရန့်ဟာ Los Angeles လိုမျိုးနယူးယောက်ကိုပါ Marine တပ်ဖွဲ့ဝင်တွေဈေးလွတ်မယ်လို့တော့မထင်ကြောင်းသူကပြောကြားသွားပါတယ်။နယူးယောက်မှာဂျွန်လ10ရက်နေ့ခြေတပ်ပွဲမတိုင်ခင်တည်းကလည်းပုံမတင်းငယ်တဲ့ဆန္ဒပြမှုတွေရှင်းနှင်ခဲ့ပြီးတချို့အခြေအနေတွေမှာရဲတွေနဲ့ဆန္ဒပြသူတွေကြောင့်ပြိပကတွေဖြစ်ပေါ်ခဲ့ပါရှင်။